တန်တမတော် TNL စုခွာသွားမယ်မန္တလေးတိုင်းမိုးကုတ်မြို့ကိုဆက်ပြီးတော့ကာကွယ်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလောက်ခံတက်တီကထုတ်ပြန်ကြေညာကြပါတယ်။တရုတ်ကိုယ်စားလှယ်ရဲ့ဂျောင်းဝင်ညီနိုင်မှုနဲ့တတ်မှတ်ကာလာထဲမှာမိုးကုတ်နယ်မိုးမိတ်မြို့တွေကနေပြန်စုခွာဖို့အာဏာသိမ်းစစ်တပ်နဲ့သဘောတူခဲ့တယ်လို့အော်တိုဘာ30ရက်နေ့ကစပြီးတော့အပြန်အလှန်ပြစ်ခတ်ရကြဖို့လက်မှတ်ထိုးခဲ့ကြောင်း TNL ကကြေညာခဲ့ပါတယ်။ရှမ်းမြောက်ခြေဆိုင်တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေဟာတရုတ်ရဲ့ချင်းချောက်အကြက်ကင်မှု နယ်စပ်ကိတ်တွေပိတ်ကရိတ်ခါလက်နက်ဖြတ်တောက်မှုကိုအဆက်မပြတ်ရင်ဆိုင်ရလေးရှိပြီးတော့အဲ့ဒီဒေသတွေကပြည်သူတွေပါခတ်တွေ့ရတတ်ပါတယ်။တခြားတစ်ဖက်မှာတော့တရုတ်ဟာအာဏာသိမ်းစစ်တပ်ရဲ့လုပ်ရည်တွေကိုထောက်ခံအားပေးနေပြီးတရုတ်ပြည်အားကြောင့်ကိုကန့်တက် MND ဟာလာရှိုမျိုးတွေကနေဆုတ်ခွာသွားခဲ့ရပြီးစစ်တပ်ကလာရှိုမျိုးပေါ်ရက်ွက်တွေထဲကိုပြောင်းဝင်လာပါတယ်။အခု TNL အလှမ်းမှာတော့မိုးမိတ်နဲ့မိုးကုတ်တို့ကနေဘလို့ဆုတ်ခွာမယ်ဆိုတာကိုမသိရသေးပါဘူး။မိုးကုတ်မှာတိုက်ပွဲဖြစ်နိုင်မဖြစ်နိုင်ဆိုတာဟာ တန်းတက် DNL ရဲ့စုတ်ခွာပုံနဲ့သက်ဆိုင်လိမ့်မယ်လို့မုတ်ကုံမြနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖရဲ့ပြောရေးဆိုခွင့်ရှိသူတူကယူဆထားပါတယ်။စကားဆန်းနေတယ်သူတို့သူတို့သူတို့ဟာနေသူတို့ပဲ ဝင်ပေါ့နော်စစ်ကောင်စီနဲ့တို့ကလည်းတို့ပဲဝင်ဒီဘက်က TNL တွေအနေနဲ့ကတော့အဲတို့မျိုးကနေထွက်ခွာပြီးတော့မှဆိုတဲ့အနေထားနဲ့ဆုတ်ခွာပေါ့မလားပေါ့အဲအလိုနီလာနှစ်မျိုးတော့ရှိပါလိမ့်မယ်အဲမျိုးကိုဆုံးခွာဖို့ပြင်ဆင်မှုတွေရှိလားဆိုတော့မျိုးကိုဆုံးခွာဖို့လည်းအဲပြင်ဆင်မှုတွေရှိနေကြပါတယ်ပေါ့နော်။ဆရာတချို့လည်းဒီဘက်ကဒီသားကာကွယ်ရေးတပ်ဖွဲ့တွေအပေါ်မှာညှို့လင်းချက် ကြီးကြီးနဲ့စောင့်မျှော်နေကြတဲ့ ဟိုဒီတော့ကောင်ကြီးအဖွဲ့ကြီးရဲ့ကောက်ွယ်ပေးမှုပေါ့နော်အဲ့တော့ဟိုဟိုမျောလင့်ပြီးတော့ဆောင်ရမ်းနေကြတဲ့သူတွေလည်းရှိနေပါသေးတယ်ဗျသူတို့ဒေတာကာကွယ်တပ်ဖွဲ့တွေစုပေါင်းပြီးတော့မြို့ကိုကာကွယ်သွားမယ်လို့လည်းသူက ပြောပါတယ်။မိုးကုံမြို့ကတော်လိုင်းတပ်ဖွဲ့ဝင်တဦးကလည်းသူတို့တပ်ဖွဲ့အနေနဲ့ DNL တက်တွေစုခွာသွားတဲ့တိုင်အောင်မိုးကုံမြို့မှာဆက်ရှိနေမယ်လို့ပြောပါတယ်။မကြာမီကာလမှာတိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက်မိုးကုံမြို့ကနေလေကြောင်းရံထူးကယူဆိုင်တင်တယ်လို့လည်းတော်လိုင်းတပ်ဖွဲ့ဝင်ကပြောပြပါတယ်။ ကိုကိုတိုင်းလဲကာကွယ်ရေးအဖွဲ့ဝင်ဖြစ်တယ်မဟုတ်သားလဲဖြစ်နေတော့ပေါ့လေဒီမိုးကုတ်မြို့ပေါ်ဘယ်လောက်ထိရင်မှန်းချက်ထားလဲဆိုတာမျိုးကတော့อืมကျွန်တော်အနေနဲ့ကျောင်းမပြထက်အောင်ကျွန်တော်ဒီမျိုးပေါ်ကိုအာချစ်ခင်မှုရှိတယ်ဒီမျိုးလေးပေါ်တန်ရောစင်ရှိတယ်ပေါ့နော်အဲဒီပေါ်မှာဟို TNL ဘက်ကလွယ်လွယ်နဲ့ဆွန့်လို့ဖို့ အဲသူတို့ဘက်ကအဆုံးဖြတ်လာပေမဲ့လို့ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့တက်ဆွမ်းသမျှပေါ့နော်အဲကျွန်တော်တို့တက်ဆွမ်းသမျှအင်အားနဲ့ခွန်အားနဲ့ရှိသလောက်ကိုတော့ကျွန်တော်အတက်နိုင်ဆုံးကာကွယ်သွားဖို့ရတော့အဲကျွန်တော်တို့ဒီဘက်မှာလည်းအဲဆွေးနွေးထားတာတွေလည်းရှိတယ်တိုင်ပင်ထားတာတွေလည်းရှိတယ်ပြောကြားထားတာတွေလည်းရှိတယ်ပေါ့နော်တဆန်နဲ့ဆက်ကွန်စင်ဒုတိယပိုင်းမှာ TNL နဲ့မဟာမိတ်တပ်တွေတိုက်ခိုက်သိမ်းယူခဲ့တဲ့မန္တလေးတိုင်းမိုးကုံနယ်ရှမ်းပြည်နယ်မိုးမိတ်တို့စီကိုအာဏာသိစစ်တပ်ပြန်ဝင်လာမှာကိုဒေသခံတွေကစိတ်ပူနေကြတယ်လို့မိုးကုံမြို့ကမြို့သားတယောက်ကပြောပါတယ်။ လက်ရှိချိန်မှာမိုးကုတ်မြုပ်ကန်ပြည်သူတွေစိုးရိမ်နေကြပြီးမြို့ကိုစွန့်ခွာဖို့ပြင်ဆင်နေကြသလိုဒေသကာကွယ်ရေးတပ်တွေကိုအားကိုးပြီးတော့ဆက်ပြီးတော့နေထိုင်မဲ့သူတွေလည်းရှိတယ်လို့သူကပြောပြပါဗျ။ပြောမပြတဲ့အောင်စိတ်ထိခိုက်တယ်မိုးကုတ်ဆိုတာတစ်မျိုးလုံးညီခဲ့တဲ့မြို့တစ်မျိုးလုံးကတော်လိုင်းစိတ်ပြင်းထန်ခဲ့ကြတာအသက်သွေးချွေတွေပေးဆက်ပြီးမှရခဲ့တဲ့အောင်မြင်မှုကိုကျွန်တော်တို့လည်းအင်မတန်နှမျောတယ်။စိုးရိမ်မှုကတော့ရှိကြပါတယ်။အဓိကတော့လေချောင်းပေါ့။လေချောင်းရန်ကြောက်နေရတဲ့မြို့မှာတိုက်ပွဲတွေပြန်ဖြစ်လာရင်လေချောင်းကတော့အပြင်းထန်ခံရမှာ။ ဒါကြောင့်မြို့ကိုစွန့်ခွာနေကြရလဲများပါတယ်။အခြေအနေတွေကတော့ဘာဖြစ်လာမယ်မသိဘူးဗျာလို့မိုးကုတ်မြို့ကန်မြို့သားကစာနဲ့ဖြေကြပါဗျ။ကဘာကျော်ပရမားကြီးထွက်ရှိရာမိုးကုတ်မြို့ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ရယူဖို့စစ်ကြောင်းနှစ်ခုနဲ့ထိုးစစ်ဆင်နေပြီးနောင်ချိုဘက်ကထွက်လာတဲ့စစ်ကြောင်းကပြည်ဦးလင်မိုးကုတ်လမ်းမကတဆင်မိုးကုတ်မြို့ကိုဦးတီကတဖြည်းဖြည်းထိုးပေါင်နေပါဗျ။တပိတ်ချင်းမြို့နယ်ဘက်ကစစ်တပ်စစ်ကြောင်းတွေကတော့မန်လီမိုးကုတ်လမ်းမကြီးဖော်တော်လမ်းဆောင်အထိထိုးပေါင်နိုင်ခဲ့ပြီးတော်လိုင်းတက်တရဲ့ကုကံမှုကြောင့်တိုက်ပွဲတွေပြင်းထန်နေပါဗျ။ PDF တက်တွေအခြေဆိုင်လှုပ်ရှားနေတဲ့မိုးမိတ်ဘက်မှာတော့တိုက်ပွဲတွေမရှိသေးပဲရန်ဖန်ရခါမှသာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကတောရောက်ဘုံချစ်တက်ပါတယ်။မိုးမိတ်ဟာမိုးကုတ်မြို့နဲ့ကချင်လွတ်လပ်ရေးတပ် KIA တင်ထားတဲ့မဘိမ်းမြို့ချာမှာတည်ရှိပါတယ်ခင်ဗျာ။